အညောင်းစင်ရောရောဘွန်ဒီနေ့မှာကတော့အသက်တန်ဒိုမဟုတ်အဆုံးတက်ပြီးတဲ့ဟုတ်ပြီနော်အဲ့ဒါလေးကိုသင်ပေးမှာဖြစ်ပါတယ်အဲ့တော့အသက်တန်ညာရောဖြစ်တော့အသက်တန်လို့ပြောကြရပါတော့အသက်တန်ဒိုမဟုတ်ဆုံးတက်ပြီးတဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှသင်ပေးမှာအောက်ပြီးဒါဆိုကြည့်အောင်အဲ့တော့ဂျီကစုစုပေါင်းမနှလုံးရှိလဲဆို16လုံးရှိရဲ့ဂျီစုစုပေါင်း16လုံးရှိပေမဲ့အတက်တန်ပေါ့နော်အတန်ကဘယ်နှတန်မဲ့ထွက်မလဲဆိုတော့9တန်မဲ့ထွက်မယ် ရှိတာတော့စလုံးက16လုံးရှိရဲဒါပေမဲ့ထပ်တဲ့ကကြံဘလို့ထွက်မလဲဆိုတော့9တန်ပဲထွက်ပါမယ်။ဟုတ်ပြီအဲ့ဒီ9တန်ကဘာတွေလဲဆိုတော့ဂါတန်ထွက်တဲ့အုပ်စုရှိမယ်၊နတန်ထွက်တဲ့အုပ်စုရှိမယ်၊ဓာတန်ထွက်တဲ့အုပ်စုရှိမယ်၊ရာတန်ထွက်တဲ့အုပ်စုရှိမယ်၊မတန်ထွက်တဲ့အုပ်စုရှိမယ်၊ဘာတန်ထွက်တဲ့အုပ်စုရှိမယ်။အဲ့တော့ အတတ်ပေါ့နော်အတတ်ကကြတော့ဗာလဲဆိုငါအတန်ထွက်ပြရမယ်အကိုကြတော့နော်ငါအတန်ထွက်တဲ့အုပ်စုဆိုပြီးတော့မှအုပ်စုခုနှစ်စုရှိမယ်အဲ့တော့ဗာလဲဆိုဂါနာဒါရမဘအဆိုတဲ့အတတ်တန်အတန်အုပ်စုခုနှစ်စုရှိတယ်ကားတန်ထွက်ရတဲ့အုပ်စုတွေရှိမယ်နာတန်ထွက်တာတွေရှိမယ်ဓာတန်ဓရတန်မတန်ဘာတန်အအဟောတော့ငါတန်ငါတတ်တန်နဲ့ထွက်ပြရပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကြည့်ကြည့်ရအောင်အဲ့တော့ သူတို့တွေကိုဒီအသက်တွေကိုဗောနော်ဒီအသက်တန်တွေကိုတဲ့သူတို့ကိုအသက်အတန်ထွက်တဲ့ပုံပုံမူတည်ပြီးတော့မှအုပ်စုနှစုခွဲထားမယ်။ဒါမျိုးအတန်ထွက်တဲ့ပုံပုံမူတည်ပြီးတော့မှအုပ်စုနှစုခွဲထားမယ်။အဲ့မှာတန်ပြင်းအုပ်စုအတန်ပြင်းပြင်းအတန်ပြက်ပြက်ဗောနော်တန်ပြင်းအုပ်စုတန်ပြင်းတဲ့အုပ်စုကဘာလဲဆိုတော့ဂဒဖခဒ ဘာဆိုရင်အဲ့ဒီအတန်တွေကတန်ပြင်းနဲ့အတန်ပြင်းပြင်းအတန်ပြက်ပြက်ထွက်ပြရတယ်။အဲ့တော့မြမလိုအနည်းဆက်ဆုံးသူ့ကို အောက်ကမြင့်တန်နဲ့ထွက်ပြရမယ်။အဲ့တော့ပြင်တာအအအအဲ့လိုမျိုးပေါ့နော်အတန်အပြက်တွေနဲ့ထွက်ပြရမယ်။အတန်ပြက်အောက်ကမြင့်တန်နဲ့ထွက်ပြရမယ်။ဟုတ်ပြီလားဆိုရင်နောက်တစ်ခုကအဲ့တော့မထမ်းအောင်ကတန်ပြင်းတန်အုပ်စုကဘယ်နှစုလဲဆိုတော့၃စုရှိတယ်။ခေါင်းစုဓာတ်စုဘာအုပ်စုအဲ့လိုမှတ်ထားမယ်။နောက် တန်ညင်းတန်အုပ်စုတန်ညင်းတန်အုပ်စုကဘာလဲဆိုတော့နာတန်ထွက်တဲ့ဟာတွေပေါ့နာရရရမရအရအမနာအေးနာရမအဆိုတဲ့အဲ့ဒီအုပ်စု၄စုကကြတော့အဲ့တော့တန်အတန်ကိုဆွဲပြီးထွက်ပေးရမယ်ပြီးလို့ရှိရင်မြမလိုအနည်းဆက်ဆုံးဝတ်ဆက်နှလုံးပေါက်တန်နဲ့ထွက်ရမယ်အာအန်နုအာရအဲ့အဲ့ဒီမြမလိုအတန်ဆွဲတယ်ပြီးရင်ဝတ်ဆက်နှလုံးပေါက်တန်ထည့်ပြီးတော့မှထွက်ပေးရတယ် ပြီးရင်ဒါပဲအဲ့ဒီဟဲမှာမှ raw အသက်ကိုတော့ရှာလိုက်တယ် eldan ပေါ့နော်ရှာလိုက်တယ် ਨੇ ထွက်ပြရမယ် raw အသက်တိတ်ဆို all အဲ့လိုမျိုးပေါ့နော်အာပြီးရင်တော့ all အဲ့လိုမျိုး el all အမျိုးထွက်တယ်လို့မျိုးပေါ့နော်ရှာလိုက်တယ်နည်းနည်းထွက်ပြရပါမယ်ရတက်ကနောက်နာရင်မရင်အရင်အဲ့ဒီအတန်တွေကိုတော့နာတယ်နဲ့ထွက်ပြရမယ်အဲ့တော့ဒီသုံးခုနာမအဒီသုံးခုကကြတော့ဘာလဲဆိုတော့အတန် ထွက်တဲ့ သူ့ရဲ့အတန်ထွက်ပုံထွက်နီးရသူ့တယ်ဒါပေမဲ့နတ်တက်လာမတ်တက်လာအတက်လာဆိုအဲ့မှာအတန်ထွက်တဲ့အဆုံးတက်တန်လေးပဲခွာသွားမှာသူ့ရဲ့ထွက်တဲ့နီးရပုံစံအတူတူပဲဘာဖြစ်လို့ဒါဆိုလို့ရှိရင်ဒါကကြတော့ဗာလဲဆိုရင်အချင်းချုပ်ကိုပြောထားတာအဲ့တော့အတန်ထွက်ပုံထွက်နီးအချင်းချုပ်အဲ့တော့အတန်ထွက်အုပ်စုမတ်ရမှာက9စုရှိရဂနာဒါရမာပအအဟိုဘာတဲ့နဲ့ထွက် ငါးတန်နဲ့ထွက်ပေးရမယ်ဟုတ်ပြီအဲ့မှာပြန်ခွဲမယ်သူတို့ကအတန်ထွက်တဲ့ပုံပုံမူတည်ပြီးအတန်ပြင်းပြင်းထွက်မှာလားအတန်ပြက်ပြက်ထွက်မှာလားအတန်ဆွဲပြီးထွက်မှာလားနှာခေါင်းတန်နဲ့ထွက်မှာလားဆိုပြီးအဲ့လိုပြန်ခွဲမယ်အဲ့တော့တန်ပြင်းအုပ်စုဂါဒါဘတန်ညင်းအုပ်စုအတန်ဆွဲပြီးထွက်တာအဲ့ဒါကနာရာမအအဲ့ဒီထဲမှာရကိုရှာလိုက်တယ်နဲ့ထွက်နာမအကိုနှာခေါင်းနဲ့နှာတယ်နဲ့ထွက်ဟုတ်ပြီဒါကတော့ဗာလဲဆိုလို့ရှိရင်အမ်ဒါကအတန်ထွက်ရဲ့အခြေခံဟုတ်နော်အတန်ထွက်စနစ်ရဲ့အခြေခံ ဒါဆိုရင်ဟုတ်ပြီဒါဆိုလို့ရှိရင်သူကိုစာရေးတဲ့အခါဟုတ်ပြီဒါတွေကိုရေးတော့မှာပေါ့နော်ဒီအသက်တွေကိုရေးတော့မယ်ရေးတော့မယ်ဆိုဘလို့ရေးမလဲဆိုကြည့်ကြည့်အောင်အရင်ဆုံးဂါဆိုရဲဘီလေးရဲ့အာဆိုရဲတတရဲ့ဂါခါအဲ့ဒါပုံမှာအောက်ကအသက်ထဲမယ်음အဲ့တော့ဘီရဲ့တရရဲ့အောက်တက်တက်မှာထည့်ပေးရမယ် ဟုတ်နော်ဘီအောက်မှာရေးတာလည်းမဟုတ်ဘူးတရအောက်မှာရေးတာလည်းမဟုတ်ဘီတရအသက်အဲ့လိုရေးမယ်ဟုတ်နော်အများနဲ့ဘီလာမယ်တရလာမယ်ဘီအသက်လာမယ်ဟုတ်ပြီဒါမှမဟုတ်ဘူးနောက်တစ်ခုဒါကရေးနည်းတစ်မျိုးပေါ့နော်ဘီရဲ့အနောက်မှာတရကဘီရဲ့အနောက်မှာရေးရရှိရဘီရဲ့အောက်မှာရေးတာရှိတယ်ဆိုနောက်တစ်ခုကဂအူဂူအဲ့ဒါအောင်မှာနောက်ထပ်ခါတက်ဂအူဂါတက်ဂူဟုတ်ပြီနော်အဲ့လိုမျိုးရေးနည်းနှစ်နည်းပဲရှိမယ်အသက်ထည့်တာဟုတ်ပြီနော်ဒီလိုမျိုးဘီတရအောက်မှာထည့်တာရှိရဒီလို အသွေးလိုက်အောင်မထည့်ရရှိဒီလိုမျိုးရင်းမယ်ပေါ့နော်ရေပုံရင်းနေတာတိအောင်ပြောပြတာအဲ့တော့အသက်တွေဘယ်တိုင်းရမှာလဲဘီအောင်မှာရရမှာလားတရအောင်မှာရရမှာလားမဟုတ်ဘူးဘီရောတရရောနှစ်ခုလုံးရဲ့အောက်တဲ့တဲ့မှာရေးပြရမယ်အသက်ဟုတ်ပြီလားဆိုလို့ရှိရင်အသက်အတန်တွေကိုဘယ်လိုထွက်ရမလဲသိချင်တယ်ဆိုလို့ရှိရင်တော့ဒီအခြေခံဒီစနစ်ကိုတရားသိမှရမယ်အဲ့တော့ဂါဒါဘာဆို အောက်ကမြင့်တန်နဲ့ထွက်ပြီးအာအာ အာအာရချာအာအောက်ကမြင့်အာ အဲအဲ့လိုမျိုးထွက်ပြရမှာအဲ့တော့ဒါမှမဟုတ်ဘူးဒီတန်ရှင်းအုပ်စုတွေမှာပါနာရမအားလို့ ਨੇ ပေါင်းမယ်ဒါဆိုလို့ရှိရင်အာရေးချာအာဝတ်စနှလုံးပေါက်အာအဲအဲ့လိုမျိုးတွေထွက်သွားမှာအဲ့တော့ရတ်တ်ဆိုရှာလိုက်တယ်ဆိုအာအဲ့လိုဖြစ်သွားမှာပေါ့ဒါဆိုနာတတ်နဲ့ဆိုရင် n နော် m နော် n နော်အဲ့လိုမျိုးတွေအတန်ထွက်သွားမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ဒီဒါကအတက်တန်ဒါမှမဟုတ်ရအဆုံးတက်ကြီးတဲ့အတွက် အခြေခံစနစ်ကိုပြောပြပေးရဖြစ်ပါတယ်တည်တင်းထိတိုက်တဲ့အခြေခံတွေပြောပြပေးရဖြစ်တယ်ဒါကြောင့်မလို့အဲ့တော့နောက်သင်ခန်းစာမှာတော့ဒီအသက်တိုင်းနဲ့ပတ်သက်ပြီးတော့မှဆက်ပြီးတော့မှလေ့လာသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်